ပြန်ပြီးတော့မစင်းသားနဲ့ပြန်ပြီးတော့မစင်းသားနဲ့ပြန်ပြီးတော့ပြန်ပြန်နောက်လည်းပြီးတော့ပြန်ကျဖို့ဘတော်ထိုင်မှာဟိုဘတော်ထိုင်တော့မိမိတော့ငါတက်ကြည့်လို့မရတော့ဘူးเนาะတက်ကြည့်လို့မရတော့ဘူးဘာပြောလဲငါဘယ်နဲ့ငါသူရှင်းဆိုတာပြန်ပြီးတော့မစင်းသားနဲ့ပြန်ပြီးတော့မစင်းသားနဲ့ပြန်ပြန်ငါဘယ်နဲ့ငါဆိုပြရစီဟုတ်လေငါတရှင်းဆိုတော့မှနေမင်း မဟုတ်ဂျွေးကောက်ပွဲလို့သူအပိုင်းနေအပိုင်းနေငါဆိုနေရတယ်သူလေကျွန်တော်ကဟိုပြန်ပြီးတော့မစင်းစားနဲ့ဆိုတာပြန်ပြန်နောက်လဲပြီးတော့ပြန်အဲ့တိုင်းအဲ့တိုင်းပဲလေလေးရှင်းစားပြန်မဟုတ်လားပါတယ်ဟုတ်တယ်လေငါဘက်နေငါတယောက်တည်းဆိုပြရစေလို့မျိုးငါပြောတာဩဟုတ်ကဲ့ပါပြန်တဲ့လူတွေလည်းများနေပြီနော်ပြည်ရပါပြန်တဲ့လူတွေရောနောက်တည်းပြီးတော့ပြန်တဲ့လူတွေများနေယူတဲ့လူတွေလည်းများနေပြီပြန်တဲ့လူတွေများနေပြီနော်အဲ့ဒါယူတဲ့လူကဘာလို့ယူလာတယ်ဘာလို့ရှင်းမှာတော့ဟိုတတ်တတ်ခါပေါ့ဟုတ်နော်ဟိုတတ်တတ်အခုခါရုံမကဘူးကွာယူနှံ့ပြီးတော့ဘယ်လိုဘယ်လိုတွေဖြစ်ကုန်မင်းတော့မသိတော့ဘူးနော်ဩဒါလည်းကွာဒါကပါလေဆိုတော့ကျေးဇူး ရှင်ကိုစော်ကားတာဟုတ်တယ်ဗျာသူစော်ကားတယ်ဒီမျိုးစာမဟုတ်ဘူးเนาะယောက်သူဒီလိုမျိုးနာမည်ရအောင်လို့ဟုတ်ကဲ့เนาะဒီလူလူကောင်းဆောင်အာနေပြီးတော့တောင်ဆန်းစုကြည်အာနေပြီးတော့အာသူ့နေရာတွေပေးခဲ့တာအော်ကိုကျေးဇူးရှင်ကိုကျေးဆွတဲ့အတွက်ဘာဖြစ်လဲသူတော်ကောင်းကိုစော့ကားတဲ့အတွက်အခုဘာဖြစ်လဲဒါဖះရိုက်တာဒါပဲလေဗာဒါဒီလိုလူမျိုးတွေကဒီလိုပဲသွားမှာဒါအခုတရားရိုက်မဲ့လူတယောက်ရှိသေးတယ်နော်ဘာသူတို့ ဖះရဲမလို့ပြောမြို့ငါမပြောကြည့်ဘူးမင်းငါတက်ချုပ်ကြည့်လို့ငါမပြောကြည့်ဘူးမင်းပြောပြီးနေပြီပြောပြီးနေပြီပြောပြီးနေပြီတော့တယောက်တည်းတင်ဖို့အများကြီးရှိသေးတယ်အများကြီးရှိသေးတယ်အများကြီးနောက်တဲ့ဘလူတွေပါသေးလဲအပပါတယ်လေတန်ဖို့ငါပါပါတယ်ဟာယောကောင်းထည့်ပြောစီရတော့မင်းတဲ့ငါကြီးကတက်ချုပ်ကြည့်အတင်းုံပြောနေတော့ဒီဟုတ်တယ်လေပါရဲ့ဒါပေမဲ့ဟိုအဘလောက်ထားတဲ့အပြစ်တွေလည်းရှိရပဲမရှိဘူးမဟုတ်ရှိတယ်ဟုတ်တယ်လားဝင်ခက်လားရှိတာတော့ရှိတာပဲကွာဒါပေမဲ့ကွာဟိုဒီ ဒီဘလူးခေါ်မလဲကွာရှေ့ဆောင်နွားလာဖြောင်းမြောင်သွားကနောင်နွားတက်တိုက်ဖြောင်းမြောင်လိုက်မယ်လေသူကရှေ့ဆောင်နွားလာဖြောင်းမြောင်မသွားတော့နောင်နွားတက်တိုက်ဘာလို့ဘာလို့နွားတွေလဲပြီးလိုက်ရတာပေါ့ကွာပေါ့ပေါ့ရှေ့ကတက်ချုပ်နွားကြီးကဖေးရရရဖေးပါဘာလို့နေလဲအဲ့လိုအဲ့လိုဖြစ်နေရတယ်ကွာငါစကပုံငါပြောတာဒီခဏနေကိုခဏနေကိုမင်းကြီးပဲလာခုကောင်ပဲရောက်လေခုကောင်ပဲသွားလေဘာအောက်မှာလာမဟုတ်ဘူးကွာဟိုထုံးစံတိုင်းပေါ့ကွာဟိုတစ်ခါအောင်ကလေအဘကိုကျွန်တော်ပြောဘူးလေ तू နောက်ကြအောင်ကဟာသူ့ရဲ့ဘာလဲသူကြန့်ခိုင်ဖွင့်ပြွေးအတင်းရအဲဖုံးဆက်လို့တဲ့အရေးကြီးလို့တဲ့အဲ့ကိုခဏသွားတယ် เนาะอ่าเดี๋ยวကျွန်တော်သူ့ကိုပြောမဲ့သတင်းလေးပါတင်ချခွဲပေးပြီးွားပြီအရေးကြီးဖုံးလာလို့ဆိုပြီးတွားတယ်သူအမိတော့ပြန်လာမယ်လို့ပြောတယ်ကွာငါတို့ဒီမှာငါငါတို့ကဒီရွေးကောက်ပွဲမှာငါတို့တွေကဒီတက်မှတ်ထားတာပေါ့ကွာတက်မှတ်ထားတဲ့လူတယောက်ကနေပြီးတော့ငါတို့ကအဲ့တက်မှတ်ထားသူငါတို့ကပြိုင်ခွင့်မပေးလိုက်တော့ဒီကောင်ကဒီနေရာမှာယူပြီးပြိုင်အောင်မလားမသိဘူးအဲ့ဒါတော့ကျွန်တော်မပြောတတ်ဘူးတကယ်လို့တန်းငယ်လေးရောက်လာရင်တော့အမမေးကြည့်လိုက်ဒီကောင်ကပါတယ်ဒီကောင်ကအဲ့ဒီဥစ္စာပေါ်တော့နေရာယူးယူးနေတာလားကျွတ်တော်ထဲမှာဒီကောင်ကဝင်ထိုင်နေနေရလား စဉ်းစားလို့เนาะစဉ်းစားလို့ငါတော့မှလွတ်တော်တဲ့ဝင်ထိုင်ဖို့ယူနီဖောင်းမလဲဘူးလို့စဉ်းစားလို့เนาะအဲ့ဒါတော့ကျွန်တော်လည်းမလွတ်တော်တဲ့ဘယ်တော့မှလည်းလွတ်တော်လည်းဖြစ်လာမှာမဟုတ်ဘူးဟုတ်ပါဘူးเนาะလွတ်တော်လည်းဖြစ်လာမှာရွေးကောက်ပွဲလည်းဘယ်တော့မှဖြစ်မှာမဟုတ်ဘူးအဲ့ဒါကျွန်တော်ဒီပဲမပြောနဲ့လေ။ तू လာမှသူ့ကိုပြောပါလား။ကျွန်တော်လုံနေတာမှမဟုတ်တာ။ तू လုံနေတာလေ။ तू လာမှပြောပါလား။ तू ကလာလိမ့်မယ်။တကယ်လို့မိလဲ ဟိုအခုချိန်မှီနေသူတရင်တင်ပြလိမ့်မယ်တကယ်လို့မမီရင်လည်းကျွန်တော်ပြီးွားလိမ့်ဆိုရင်သူနောက်မှလာပြီးအပေါ့တင်ပြပေးလိမ့်မယ်နော်ဟုတ်ပြီဟုတ်ထားထားထားလိမ့်တော့ထားလိမ့်တော့ဒီငါတို့ဒီနောက်နေပြီးတော့ပြန်သွားတဲ့ကိစ္စကိုငါတို့ကပြောရမယ်ဟာမဟုတ်ဘူးလေဘာလို့ယူတဲ့ကိစ္စကိုယူတဲ့ကိစ္စမဟုတ်ဘူးနှစ်ခုလုံးမှားနေတယ်တော်စလုံးမှနေတယ်တင်းပြောမှာတင်းကိုပြောဟုတ်ပြီเนาะကျွန်တော်တင်းတော့မဖြစ်စေနဲ့เนาะမဖြစ်ဘူးမဖြစ်ဘူးဒါတင်းတကယ်ကိုတင်းကိုပြောမယ်เนาะအဲ့ဒါတော့ဖနာဦးသူကအဘောက်ကျော်တင်းပြပေးမယ်တင်းလေးကတော့အရင်ဆုံးကျွန်တော်မန်လေးတိုင်းကျွန်တော်မြင်းညာ မြင်းညံမျိုးကြောင်းကိုကျွန်တော်နည်းနည်းလေးပြောမယ်ဟုတ်ပြီเนาะဒီအတွင်းရန်ရှိတဲ့မြင်းညံမျိုးမှာเนาะကျွန်တော်တို့ရဲ့ဒီစက္ကမောက်เนาะစက္ကမောက်စစ်သားကျွန်တော်အင်အား300လောက်ညီပါလောက်ရှိတယ်ကျွန်တော်တို့စစ်ကြောင်းပေါ့ဗျာအဲ့စစ်ကြောင်းဟာတဲ့ညောင်ပင်ရွာဘက်ကိုကျွန်တော်စစ်ကြောင်းထိုးလာတယ်ညောင်ပင်ရွာဘက်ညောင်ညောင်ပင်နည်းနည်းတော့လှမ်းတယ်ကွာညောင်ပင်ရွာဘက်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီညောင်ပင်ရွာဘက်ကိုတဲ့ကျွန်တော်စစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့ရဲ့စက္ကမောက်စစ်သားကျွန်တော်အင်အား300ပါပေါ့ဗျာစစ်ကြောင်းဟာတဲ့ကျွန်တော်တို့ဒီရွာကြီးရွာမှာစတင်ပြီးတော့เนาะ ရွာကြီးရွာကနှောင်းကညောင်းပင်ရွာအခုကရွာကြီးရွာရွာကြီးရွာမှာတဲ့စတင်ပြီးတော့ကျွန်တော်တို့စစ်ကြောင်းသွားရလမ်းတစ်လျှောက်အဲ့ဒီလမ်းတစ်လျှောက်ကိုကျွန်တော်တော်လိုင်းတက်တရကျွန်တော်တို့ drone တွေနဲ့ကျွန်တော်ကျဲချတိုက်ခိုက်ပါတယ်တဲ့အပါရေနော်ဟာ drone တွေနဲ့တိုက်ခိုက်ပြီးကျဲချတယ်ဘလူးတွေတွေပါလေဘယ်နှယောက်တွေပါလေအာကျွန်တော်တို့ဒီအသေးစရင်းကတော့အပါကျွန်တော်ဟိုလက်ရှိတော့ကျွန်တော်အတိအကျမသိရသေးဘူးဟာဘာလို့လဲဆိုတော့သူကဒီစစ်ကြောင်းအင်အား300လောက်ရှိတဲ့ဒီစစ်ကြောင်းသွားတဲ့တောက်လျှောက်ပေါ့တောက်လျှောက်ကိုသူကလိုက်ပြီးကျဲနေတာ ကျဲနေတော့သူကကျဲတိုင်းတေးတယ်ကျဲတိုင်းတေးတယ်ဒါပေမဲ့အဲ့တေးတဲ့လူတွေကြောင့်မကောက်နိုင်သေးဘူးအော်မကောက်သေးတော့ရှင်းမသိရသေးဘူးအဲ့ဒါဆိုရင်ရွာကြီးရွာဟုတ်ကဲ့ွားတဲ့စစ်ကြောင်ရွာကြီးရွာဟုတ်ကဲ့မသားကြီးတွေပါဖြစ်ကုန်ပြီပေါ့တော်တော်ဖြစ်နေပြီတော်တော်ဖြစ်နေအဲ့ဒါလေးကိုကျွန်တော်ဆက်လိုက်ပြတင်ပြပေးမယ်နော်တင်ပြပေးမယ်တော့လက်ရှိလက်ရှိပေါ့နော်လက်ရှိအချိန်မှာတော့တဲ့အဲ့ကျွန်တော်အင်အားတုံးပါတယ်စစ်ကြောင်အခုလက်ရှိမဟုတ်တော့ဘူးနော် ခုလက်ရှိမဟုတ်တော့ဘူးเนาะခုတွတ်တွတ်ခါလက်မဲ့ဖြစ်သွားပြီမဟုတ်ဘူးတွတ်တွတ်ခါကိုပြောနေရမှာမဟုတ်ဘူးစစ်ကြောင်းကြီးကိုပြောနေတာ sorry 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 ငါစစ်ကြောင်းနဲ့တွတ်တွတ်ခါနဲ့ငါမောင်းငါခေါင်းထဲမှာအဲ့ဒါပဲဝင်လာလို့ဟုတ်ကဲ့အဲ့ဒီကျွန်တော်တို့ဒီအင်အားသုံးရပါတဲ့ဒီစစ်ကြောင်းကိုဒီရွာကြီးရွာကနေစတင်ပြီးတော့ကျွန်တော်တို့ဒီဒုံးဝင်နဲ့ကျဲတာပေါ့နော်ကျဲတော့အခုကျွန်တော်ရဲ့ဒီအကြမ်းဖက်စစ်တပ်ကနော်ဟော standard standard စစ်တပ်ဟော standard စစ်တပ်ကတဲ့အခုချိန်မှာတော့ကျွန်တော်ရှော်ဖြူကျွေးရအောင်ရောက်ရှိနေပြီလို့သိရတယ်ဟုတ်ပါနော်ဒါကြံရှိတဲ့ကျွန်တော်တို့အင်အားပေါ့ဗျာ ဟိုအင်အားအစိတ်လောက်လည်းဖြစ်ရင်ဖြစ်မှာပေါ့300ဆိုတော့200ကျော်တင်ရင်သေးတင်ပါပါလေပြတော်လည်းတဖို့ဝင်နေတော်တယ်နော်ဟာတော်လဲဆိုတော့မင်းငါတို့ဒီအမေအောက်ကနေပြီးငါတို့ဒီ breeder mine နေနဲ့ငါတို့ကငါတို့တွေအစောခံနေရတော့ဟုတ်ကဲ့ဟုတ်ကဲ့ငါတို့တွေအစောခံနေတော့ breeder mine တွေကိုသူကနေမဲတင်နေတဲ့အချိန်မှာဟုတ်ကဲ့ breeder mine တွေကိုမချတော့မချတော့ဘဲနဲ့သူကအပေါ်က drone ကနေပြီးတော့ drone နဲ့ drone နဲ့ drone နဲ့နော်ဟာအဲ့ဒါဆိုဟိုတချင်းတို့ဖြစ်နေပြီကွာ drone မိုးတွေရွာ drone မိုးတွေဆွေဟာဂျင်းညာဂျင်းညာဂျင်းညာဟုတ်ပါပြီပါပြီအာစီ ဟုတ်ရပြီအပမတော်မတော်နဲ့မတော်နဲ့နော်အခုကျွန်တော်အဲ့တရင်နဲ့ဘယ်လောက်တည်တယ်ဘယ်လိုတွေထိကြိုက်တယ်ရရတယ်ဆိုတာကျွန်တော်ပြောပြမယ်နော်အဲ့ဒီကျွန်တော်စစ်ခွေးတည်စင်းရင်းကတော့ရရရမိုင်းရိုင်းနဲ့မိုင်းရိုင်းနဲ့တော့ငါထိုးတလိမ့်ပါနော်မစားတဲမှာအဲ့လိုငါထိုးတလိမ့်တော့မျိုးလုံးစောင်းနေပြန်တဲ့သွားမယ်နော်အဲ့ဒါလေးတော့မလုပ်ပါနဲ့ဒါလေးနဲ့ကျွန်တော်လှုပ်စားနေရတာနော်အဲ့တော့ကျွန်တော်ဒီကအရှိတန်းရေးလိုက်တော့ဖတ်လိုက်တာကျွန်တော်စကားမှာစစ်သားတွေတည်စင်းရင်းကတော့ကျွန်တော်အတိအကျမသိပါဘူးတဲ့ဒါပေမဲ့ဒံရရတဲ့ကျွန်တော်ရဲ့ဒီစစ်ခွေးတွေပြူခွေးတွေဟုတ်ပါဘူးရရဒီစစ်သားတွေ ပြူတွေနော်ပြူတွေကိုတော့လေကျွန်တော်မြင်းညာစေးုံကိုတဲဆောင်သွားတယ်လို့ကျွန်တော်သိရပါတယ်ဗျအေးအတိအကျငါတို့မသိရပါမယ်တေသွားတဲ့လူတွေရဲ့အမိအဖတွေကိုတော့ငါတို့ဟိုအကြောင်းတော့မကြားနဲ့ဘူးအကြောင်းမကြားနဲ့ကြားနဲ့ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ငါတို့ကလှုပ်ရှားအောင်မယ်လေအတိအကျလည်းမသိဘူးနော်အင်အား300မှာကျွန်တော်200လောက်တင်လဲတင်လိုက်မယ်နော်တင်နိုင်တယ်300လဲတင်ရင်တင်နိုင်တယ်ကွာတယောက်မှလည်းမကြံဘူးဟာဟေးပြီးကြတာပို့ဆိုးနေပြီမလှုပ်ရှားမှနဲ့ငါပြောပါတယ်မင်းတို့မဟုတ်ဘူးလေအဖကျွန်တော်ပြောတာကမဆိုးဘူးဘာဖြစ်လဲဆိုတော့ဒီပထမဆုံးနေ့မှနဲ့စပြီးကျဲတာ အလုံးဘယ်လောက်ကျင်းလဲဆိုတော့ကျွန်တော်ပြောပြမယ်เนาะဒီပထမဆုံးနေ့မှာတဲ့ဒီညောင်ပင်ယွာကနေပြီးတော့အလုံး20လောက်ချတယ်ဒရုန်းအလုံး20လောက်ချတယ်အလုံး20တော့နည်းတော့မဟုတ်ဘူးနည်းတာအင်အားမှမဟုတ်တာဗျာရေเนาะအဲ့မှာတဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့စကားမစစ်သားကြီးတော်တော်ထိတယ်ကိုသိရတယ်ဗျာเนาะပြီးရင်ကျွန်တော်တို့ဒီအိမ်စည်းကား3စီးနေပေါ့เนาะအိမ်စည်းကား3စီးနေတဲ့ကျွန်တော်တို့ဒီအလောင်းနေပေါ့ဒီအလောင်းတွေကိုကျွန်တော်တို့တဲနေတယ်ကိုသိရတယ်ဗျာအော်အဲ့တော့ရေတွက်ကဘယ်လောက်လဲဆိုတော့ကျွန်တော်အတိအကျမသိသေးတာသိရင်ကျွန်တော်အပေါ့တင်ပြပေးမယ်။အမှန်တရားရတဲ့လူတွေရှိမှာပေါ့။ဟုတ်ကဲ့ပါ။ဆက်လိုက်ပြီးတော့ဟိုတော်လိုင်းတစ်ဖွဲ့ကလည်း ရက်မသွားဘူးဆက်လက်ပြီးတော့ကျွန်တော်တို့ဒီစကြောင်းထိုးတဲ့တောက်လျှောက်ကိုလိုက်ပြီးတော့ကျဲနေတယ်အဲ့ကျဲနေတဲ့ချိန်မှာဘယ်တိရောက်သွားပြီလဲသူကြီးညောင်ပင်ရွာကနေတော့ရွာကြီးဘက်လမ်းစုံအထိနော်ကြားထဲမှာရှိရရွာတွေရွာတွေအကုန်လုံးဖျက်လာအဲ့ဒီလမ်းစုံမှာမင်းဂျမ်းပုံကငါတို့အခုကြီးမပေးဘူးလားဘလို့မှမပေးဘူးဘာလို့အမအသေးသေးကြီးပဲဟာအဲ့မှာတောက်လျှောက်အဲ့ဒီစစ်ကြောင်းသွားတဲ့တောက်လျှောက်ကဟိုရွာတွေရှိတာပေါ့နော်အဲ့ရွာတွေဖျက်တဲ့တောက်လျှောက်တွေကမဟိုတော်လိုင်းတက်တယ်နေပြီးတော့ဒီစစ်ကြောင်း drone တွေနဲ့ကျွန်တော်ကျကျဲချနေတာပေါ့နော်ကျဲချနေတာတော်တော်တေတယ်လို့သိရတယ်ပေါ့နော်ဒါကတော့ဒါမြင်းကြံပေါ့နော် မန္တလေးတိုင်းမြင်းကြံမှာဖြစ်တဲ့ကိစ္စလေးနောက်တစ်ခုရှိသေးတယ်ဒါကဗမာလဲဆိုတော့ကျွန်တော်စကိုင်းတိုင်းရေဦးမြို့မှာနော် စကိုင်းတိုင်းရေဦးမျိုးမှာထပ်ပြီးတော့ဖြစ်တဲ့ဟာလေးပေါ့နော်အဲ့ဒါဘယ်လိုဖြစ်လာလဲဆိုဒီစကိုင်းမှာတည်ထူးတယ်ပေါ့မင်းငေါ့တဲ့ပဲပြောလိုက်ပါတော့ဟောအတည်ထူးလားမထူးလားကျွန်တော်ဒီစာလေးဖတ်ကြည့်မှာပဲသိမှာကျွန်တော်လည်းဒီကောင်လေးကိုရှေ့ဘူးတော့မပေးနဲ့နော်ဒီကောင်လေးငါတို့ဘက်ကနိုင်အောင်မတိုက်ပေးတာနော်ဟုတ်ကဲ့ပါပါအတည်ထူးတဲ့ဒီကောင်လေးကိုရှေ့ဘူးတိုက်ချာမကြည့်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ဟုတ်နော်အဲ့တော့ဒီကောင်ကတော့စကိုင်းတိုင်း စကိုင်းတိုင်းကျောင်းရေဦးမြို့ကျောင်းမြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့စက်ကမှစစ်သားစစ်ကြောင်းပေါ့ဗျာနော်အဲ့စစ်ကြောင်းကိုတော်လန်ရေးတက်တရကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်သိရပါတယ်ဗျာခုနကတော့ drone နဲ့ကျဲခံရတယ်အခုမိုင်းဆွဲပြီးတိုက်ခံရတယ်ဟုတ် drone နဲ့ဟိုကျဲတာက ညင်းချံအခုကရေဦးရေဦးမှာကြောင့်မိုင်းဆွဲတာအပေါ်နဲ့အောက်ပေါ့အဲ့ဒါဆိုရင်အဒီဒီရေဦးမှာအသေးထူးပြီပေါ့ထူးပြီထူးပြီနော်အဲ့တော့ဖြစ်စဉ်လေးကိုပြောပြရမယ်ဆိုရင်ဗျရဲ့ဒီအောက်တိုဘာလကျွန်တော်22ရက်နေ့အောက်တိုဘာအောက်တိုဘာပြန်ပြောအောက်တိုဘာဟုတ်ပြီဟုတ်ပြီဟုတ်ပြီအောက်တိုဘာ22ရက်နေ့ကျွန်တော်ည9:30မိနစ်ကဘုန်းကြီးကဖြစ်တာနေဘက်ဒီဘာလို့မဖြစ်တာဘာလို့ညဘက်မှာဖြစ်တာလဲအဘာလို့စစ်ကြောင်းထိုးလာလဲညမှာထိုးလာလေဗျအော်ညမှာထိုးလာလေဗျအဲ့လိုလားနေ့ပိုင်းမထိုးရဲဘူးတေမှာကြောက်လို့အခုညပိုင်းထိုးတော့တေတာပဲအော် နေပိုင်းကတော့မထိုးရလို့ညပိုင်းမှာဟုတ်တယ်စစ်ကြောင်းထိုးတာစစ်ကြောင်းထိုးတာည9:00ကျော်ကြောက်လို့ပေဒီယာဘွားနေစစ်ကြောင်းထိုးလိုက်တာပေးတာပါပဲကပိကပါရောက်သွားပြီဟုတ်ပါပြီဟုတ်ပါပြီပါနော်ပြောင်းနေတဲ့စစ်သားတွေရောရှိသေးတာအော်ကျွန်တော်အလားလေးကျွန်တော်ဖတ်ပြမယ်လေနော်အဲ့တော့ည9:30မိနစ်ခန့်တွင်တဲ့ကျွန်တော်ရေဦးမြို့ကျွန်တော်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ကျွန်တော်ရဲ့ standard စစ်တပ်ကိုတဲ့ရေဦးမြို့နယ်ရွာတစ်ရွာအနီးအရောက်တွင်တဲ့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကနေပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ပါနော် ကွာဘာပဲပြောတက်ပြီးတက်တာကာမတက်တာပေါ့ကွာဟုတ်ပါပြီတချုပ်ကခိုင်းသမျှသူတို့မှဘောရီပေးအသက်တွေစရီးကြရတာကွာငါတော့စိတ်မကောင်းဘူးကွာသူ့မိဘတွေငါတို့လည်းဘယ်လိုပြောလို့ပြောရမှန်းမသိဘူးဒါပေါ့ပါတင်းရဲတင်းပြီးတော့ပြောလိုက်ပေါ့ဗျာဟုတ်ပေါ့ဘာမပြောသေးဘူးလေကွာသူတို့သူ့မိဘတွေခံစားသွားမယ်အဲ့ဒါရေးမကြည့်ဘူးကိုကောင်းကလည်းနည်းနည်းမှဖုံးလေးပါလေးဆက်ကြည့်အောင်မင်းလာမယ်လို့ပြောတယ်အဘခဏလေးနော်အော်အေးပြောရည်သူမစိုးမကူညီသည်ဖြစ်စေဟုတ်လာပြီရည်သူမစိုးလာပြီကူညီသည်ဖြစ်စေ ကိုသူကိုဒကိုဘွားချင်းနေကိုအကိုကိုမကိုလာတခင်ဖြစ်မလဲတချင်းစုံเนาะတချင်းစုံလည်းမပြောနဲ့တချင်းစုံညာကြီးပါเนาะအမတို့ဒါဆွဲပြောနေတာဒီလိုစစ်တွေဖြစ်နေတာဘာတွေဖြစ်နေတာဆိုနိုင်ငံရေးရဒါရီရမတည်ငြိမ်မှုတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်ဒီလွတ်တော်ပေါ်ပေါက်ရမယ်เนาะတရားဥပဒေစိုးမိုးမှုရှိတဲ့အတွက်ကျွန်တော်တို့ပြည်သူကတင်မြောက်တဲ့ကျွန်တော်တို့အစိုးရတက်လာတဲ့အခါကျတော့ဒါမျိုးတွေဖြစ်သွားအောင်เนาะအခုတည်းကနေပြောစတယ်ဘယ်ပါတီဝင်ရခေါ်တာလဲ ကျန်ခံရေးပါတီဝင်ရလားအခေါ်လက်ကောင်ကပါသွားရဲဦးမယ်လိုအပ်ချက်ရပါဘောလိုအပ်ချက်မင်းကပါလေဟိုကကြောင်းတော့ပြောင်းလဲမင်းမင်းပြောင်းပြောင်းတာမဟုတ်ဘူးလေဒီနိုင်ငံရေးကိုဥဆောင်ဥရဲ့လုံမဲ့လူငယ်တန်းမှာရှင်ကြည့်တဲ့အခါကျတော့ကျွန်တော်တယောက်ထဲသွားတွေ့တယ်တဲ့ဩအဲ့ဒါကြောင့်ပန်းကလေးကဟုတ်တော့ဟုတ်တယ်ပါအဖရှိကကျွန်တော်ချီလာတဲ့ပတ်စံဟိုသား3000ခွဲလားမသိကျွန်တော် KB ထဲမှာပြန်ထွက်ရတယ်ပါနော်နောက်မဆိုရင်ဘာလို့ကကျွေးရှိလို့ပါညာဆိုပြီးတော့ကျွန်တော်နှိတ်ကုန်ပါတယ်3000ခွဲချီပြီးတော့ KB ထဲမှာချက်ချင်းလွှဲလို့မရဘူးလေကွာမင်းအဲ့3000ခွဲကဘလို့သွားထုတ်မလဲအဖလေကျွန်တော်3000ခွဲမချီ ီးဘူးပါဘူးပတ်သက်ရိုးရိုးတုံးတုံးခွဲပါဘာချီးရတော့ကျွန်တော်ဟိုတစ်ခါတော့ဖုံးပြီလေးထက်ပဲအဲ့တော့ကျော်ဆက်ပြီးသွားပြီနော်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဗျဘာလွတ်တော်တဲ့ဝင်ရင်လေးဟိုတော့ခေါင်းပေါင်းကလေးဘဲချလာညာချလွတ်တော်လေးဟိုဆက်ကတော့ခေါင်းပေါင်းနှစ်မျိုးရှိတယ်ကွာဒီရခိုင်ကြတော့သူကဟိုညာမချဘူးကဘဲဘဲချတယ်ရခိုင်ကဟောလွတ်တော်တွေကအဲတော့လွတ်တော်တွေကလူတော်တော်များများအကုန်လုံးညာချတာညာချတာအဘာတို့ပါဝင်ပေါ့ဘာတို့ပါဝင်ညာချတာဆိုတော့အဲ့ဒါကိုရခိုင်ကတိသွားတော့ရခိုင်ကသူက ညာမချဘူးခိုးတော့နေရသူကဘယ်ပဲချတယ်ဟုတ်ပါပြီဟုတ်ပါပြီညာချပြီးသူကမနေတဲ့ဘူးဒါပေါ်တော့ပေါင်းစည်းမှုလုပ်တဲ့ခါကျတော့ဒီရခိုင်နဲ့ပေါင်းရမယ်ဆိုရင်အေအေကိုလည်းအဘအဖေဖေလို့ခေါ်ရမှာပဲဒါပေါ်ဒါပေါ်အဖေအဖေအဖေဟာအဖေဟာဒီနေ့များနေပြီလို့ ုနပြောမင်းပါလေပြောဟောဟုတ်လေဟိုတားငယ်လေးကဒီရွေးကောက်ပွဲကိုဝင်ပြိုင်မယ်ဆိုရင်လည်းဒါပြိုင်တင်ပါတယ်လို့ဟောဆိုအခုဝင်ပြိုင်မယ်ပါတီဒီမှာဟောဒီအရသမားပါတီဆိုတာမရှိသေးဘူးမရှိသေးဘူးရွေးကောက်ပါတီကူထောင်းနေတော့ဟုတ်တယ်ပါဂျန်ကဲစေဂျန်ကဲဒီအချင်းချင်းမြောက်ဘူးဟုတ်ပါဘူးမင်းတို့ပြောတတ်တတ်မပြောနေတာအရသမားပါတီရဲ့ဥက္ကရာကြီး ဟိုစီစီခံဆိုပြီးအော်ထားလိုက်တော့ထားလိုက်တော့ဟုတ်တော့ခါရဲ့မောင်လေးချက်ခံရင်းနဲ့ဖွင့်ပြူကြီးပါတီရတယ်ရပြီလားရပြီလားခုကဒီကောင်ဘာဖြစ်လဲဆိုဒီကောင်ကဒီကောင်ခေါ်ညူးလို့ခေါ်တာမဟုတ်ဘူးအယူပုံမြောက်လိုက်တာဒီကောင်ဟုတ်ပါဘူးဟုတ်ပါဘူးအယူတွေကပဲထူးနေရတော့အော်အဲ့ဒီထူးပြီးတော့မင်းအယူတွေကခိုးသွားတာအဲ့ဒီအယူလို့ပြောတဲ့လူကပြည်သူ့ဘန္တာမခိုးခဲ့ဘူးပြည်သူတွေကိုတစ္ဆာမဖောက်ခဲ့ဘူးအခုချိန်ဒီပြည်သူဘက်ကမမမမရက်တီဖို့အတွက်လွတ်တော်တဲ့ဝင်ထိုင်မှုလုပ်တာနောက်မှအမနဲ့ဟိုတားငယ်လေးကို စကေးလူပဲကျွန်တော်လုတ်ပေးမယ်ဒါလုတ်မယ်ဒီကအခုလောလောဆယ်တော့ကျွန်တော်တင်းလေးနေကျွန်တော်တင်းမြောက်ပဲပြို့ငါလက်သေးရနေမှာဒါမင်းမျက်နှာတလုံးစာရှိတယ်သိလားအဲ့ဗမာလူမျိုးတွေနီးရတာကြောက်ခဲလို့အခုလိုဒုက္ခတွေရောက်နေတန်းကလေးမကြောက်ဘူးတော့ဗျခင်ဗျမင်းဘာလဲ မဟုတ်ဒါပေမဲ့အမတယောက်ကိုတော့ရိုးသေးတယ်မကြောက်ဘူးမဖြစ်ကြပါနဲ့ကွဲရမှာဖြစ်ပါအခုတရင်လေးတော့ပြောပြရသေးဘူးနော်ပြီးမှနောက်မှချင်းထိုးရင်ထိုးနော်ချင်းထိုးစရာလားဟုတ်လေဒါယောက်ျားပြီပြီပေါ့အဲ့ဒါမလုပ်ပါဘူးဒါကိုနဲ့မတန်ပါဘူးအဘအဘအဘဟိုကရိုးသေးပြီးသားလေမင်းကလည်းဒုက္ခပဲကွာဟုတ်လေငါတရင်လေးဆက်မင်းပြောတာနဲ့အဘအယူကြီးရတယ်ဒီပေါ်မင်းကအခုမှဒီဟိုရင်ကယူနေတာကွာဘလူးကပြောနေတော့ညောင်ဟာဟဲ့မင်းတို့ညောင်ကငါပါကပ်ဖဲ့နေရတာ တားငရေဟိုးရင်နဲ့ယူနေတာလို့အဲ့လိုပြောတာပါတားငရေလို့တင်းလေးတင်းလေးပြောကွာတင်းလေးကိုဆက်ပြောမယ်နော်ခုနကမှကျွန်တော်ရေဦးမှာနော်ရေဦးမှာကျွန်တော်ဒီမိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတော့တင်းလေးပေါ့ထိုးတိုက်ခိုက်မှုအတွင်းမှာတဲ့အချမ်းပတ်စစ်တပ်ဘက်မှကျွန်တော်တိကြိုက်တင်ဆုံးမှုအရေအတွက်ကိုအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူးတဲ့နော်ဒါပေမဲ့လည်းတော်လန်ရေးရဲဘော်များကတော့အထီးခိုက်မရှိပြန်လဲဆုတ်ခွာသွားနိုင်တယ်လို့သိရပါတယ်ဗျဟာအလားတူဟုတ်ပြီအလားတူကျွန်တော်တို့ဒီမွန်ပြည်နယ်မွန်ပြည်နယ်ကျွန်တော်ဘင်းလင်းမြို့နယ် မင်းနေမျိုးနဲ့မှာရှိတဲ့ကျွန်တော်တပြေးနီကျွန်တော်ပရိဒတ်ကြောင်းအနောက်ကိုတဲ့စစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့ရဲ့တပြေးညူပဲကြားဘူးတဲ့တပြေးနီငါတစ်ခါမှမကြားဘူးတပြေးနီတပြေးနီတပြေးနီအဲ့တပြေးနီကိုလာပြီတပြေးညူဆိုတာလာမယ်နော်အဲ့တပြေးနီပရိဒတ်ကြောင်းအနောက်ကိုတဲ့စစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့ရဲ့အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ကျွန်တော်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်ဗျ။ဟာလုံးပြန်ပြီအဲ့ဒရုန်းတွေကွာဒရုန်းမိုးတွေယွာနေဆိုတာအမှန်ပေါ့။အမှန်ပဲအမှန်ပဲ။ဘုံမိုးတွေယွာဒရုန်းမိုးတွေယွာဂျင်းည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 ာအရာကြီးသိတာ။မင်းအဲ့ရမုံပြင်းနဲ့တိုက်ချာမင်းညာတိုက်ကျူတိုင်းရဲ့လာပါစုံကြီးတကူကြီးမရတွေဘူးကြပြီ။တိုက်ခမင်းရေလဲစီဖိတ်ခေါ်ပါလေဒူညာ တောင်းခင်လေးနဲ့အဘကိုကျွန်တော်ပွဲတပွဲစီစဉ်ပေးမယ်ပွဲတပွဲစီစဉ်ပေးမယ်နော်အဲကြောင့်မတော်ပြီဟိုဘာတသိန်းလေးကိုနားထောင်ဒီကကြောင့်တိတယ်တော်တော်လိုက်တော့ဒီတမင်းကဒီမှာဘယ်ရောက်ရောမှမသိလို့နော်ဟိုတမင်းကတော့ဘယ်ရောက်လို့ရောက်လဲငါတို့ဒီရွေးကောက်ပွဲလိုမျိုးပဲနော်ဟိုဘာလဲမကင်းကလိုမျိုးပဲအပိုင်းလိုက်အပိုင်းလိုက်ငါတို့စီစဉ်ရအောင်ကျွန်တော်တို့တက်လာအဲ့လိုမဖြစ်စေရအောင်ဟောမင်းကတမင်းဟုတ်ပါပြီဗျအဲ့ဒီကျွန်တော်အော်တိုဘာလာ 23ရက်နေ့နနက်ကျွန်တော်9:38မိနစ်ခန့်တွင်တဲ့တော့အတိကြပဲเนาะကျွန်တော်တို့ဘင်းလင်းမြို့နယ်တဲ့တပြေနီကျွန်တော်ပရိုက်တာအကြောင်းအနောက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားကျွန်တော်80ပါကျွန်တော်တို့ရဲ့စက္ကမစစ်ကြောင်းကိုတော်လိုင်းတက်ဖွဲ့တွေဖြစ်တဲ့ကျွန်တော်တို့တက်ခွဲနံပါတ်ရပါလေ9805တက်ခွဲတက်ခွဲဟုတ်တယ်9805တက်ခွဲ၄တပြေညိုတက်ဖွဲ့ရလာပြီတပြေညိုလာပြီလာပြီအဲ့တပြေညိုတက်ဖွဲ့ရနေဒရုန်းရဲ့ကျွန်တော်တို့ဘုံနှလုံး ကျဲချပြီးတိုက်ခိုက်ခဲ့လို့သိရပါတယ်ဗျ။ဟုတ်ပြီဟုတ်ပြီဟုတ်ပြီ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတဲ့ကျွန်တော်တို့ရဲ့အကြမ်းဖက်စစ်တပ်ဘက်ကနေပြီးတော့ထိခိုက်မှုတွေမြောက်များစွာရှိပါတယ်တဲ့နော်။ဒါပေမဲ့ကျွန်တော်တို့က ဟိုတေဆုံးမှုဒဏ်ရာရမှုကိုအတိအကျကျွန်တော်တို့မသိရသေးပါဘူးညာဟောကွာဟိုတိုက်ခိုက်တဲ့ကျွန်တော်တို့လာရောက်ပြီးတော့ကျွန်တော်တို့ရဲ့စက္ကမဟိုစစ်သားတွေကိုပေါ့နော်စစ်ကြောင်းကိုလာရောက်တိုက်ခိုက်တဲ့တော်လိုင်းရဲဘော်တွေကတော့အထီးခိုက်မရှိပြန်လဲပြီးဆုတ်ခွာသွားတယ်ကိုသိရပါတယ်ဗျဟာသွားပြီ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 ကျွန်တော်တို့မန္တလေးမှာမြင်းကျမောင်းကဒရုန်းနဲ့ကျဲတယ်ပြီးရင်ကျွန်တော်တို့ဒီရေဦးရောက်လာတော့ဘာဖြစ်လဲအောက်ကမိုင်းကဆွဲတယ်ဒါကကျွန်တော်ဘုံကျဲမိုင်းဆွဲပေါ့မိုင်းဆွဲပြီးတာနဲ့ကျွန်တော်မော်လမြိုင်ရောက်တော့မော်လမြိုင်မိုင်းထပ်ပြီး drone နဲ့ကျဲ ဲ့တော့ဆိုရင်မင်းဟိုလူငယ်လေးတွေလက်ဖက်ဆိုင်မှာပြောနေရဲလူငယ်လေးတွေစကားဖြစ်နေပြီပေါ့ဟဲ့ငါတို့မုံစောကြီးဘုံကျဲလေးတွေဆိုအဲ့လိုဖြစ်နေပြီအခုလာပြီလာလိုက်ရင်တော့တလုံးနှလုံးတော့မဟုတ်ဘူးကျဲလိုက်ခုနကလည်းမြင်းညံမှာအလုံး20ဟာအဲ့လိုတွေကျဲတာနော်တောက်လျှောက်တွေကျဲတာဒါပဲနိုင်ငံရေးကြီးကပြောပါမယ်ဆိုရင်ဘာလို့လဲမတရားတွေကျဲနေတဲ့ခါကျတော့သူတို့ဘက်ကလည်းမြတ်မြတ်တတ်တာနဲ့ဒါပြန်ကျဲတဲ့ခါမှာနိုင်ငံရေးကဒါညီမျှတယ်လို့ပြောလို့ရတယ်ပါနော်ဒီပါဒီရလားဟုတ်ကဲ့မင်းချပါဒီရလားဟုတ်လေပါမင်းချပါဒီရလားဟုတ် ဟိုဝင်ပြိုင်မျိုးလုပ်နေတာပါနော်ဒါပြိုင်တာမပြိုင်တော့မသိသေးဘူးပေါ့ပါတီလည်းဝင်ပြိုင်မှုသူငါရှိမလာနဲ့နော်မြင်ငါရှိမလာဟိုလာရလည်းမလို့သူအသေးစင်းနဲ့ရောက်သွားမှာလေအသေးစင်းနဲ့ရောက်သွားကောင်းကိုင်နောက်လာကုန်လားနောက်လာကုန်လားဟေးဟေးဟေးဟိုတို့ပါအတိတ်မမြင်ဘူးဟုတ်တယ်လေကိုတလေးလေးလာတော့မှာနော်အဲ့တော့ဒီကကျတော့ကျွန်တော်ဆက်လက်ပြီးတော့အဘောက်တင်ပြပေးမယ်သတင်းလေးကတော့ကျွန်တော်ပလောပလောမျိုးနေနော်ပူလောတင်းလိုက်တိုင်းပူလောပူလောကျွန်တော်ဖတ် ကျွန်တော်ပြောတော့ပလောလို့ပဲပြောအောင်ပေါ့နော်ပလောမျိုးပါပေါ့ပလောမျိုးမှာဖြစ်တဲ့ကျွန်တော်တို့ဒီပြက်ကတ်မှုလေးနေကျွန်တော်ပြောပြမယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဒီအုတ်ကြီးတယောက်နဲ့ကျွန်တော်ကျွန်တော်ရဲ့စကတ်မှာစစ်သားတူတည်ဆုံးနေကိုသိရတယ်ပါနော်ဟုတ်အုတ်ကြီးမနေ့ကလည်းမင်းအုတ်အုတ်ကြီးနေသွားတယ်ဟုတ်ဟုတ်ဟုတ်ဒီမှာလည်းကျွန်တော်တို့ဒီဟိုပါပေါ့ပလောမှာလည်းကျွန်တော်တို့အုတ်ကြီးတယောက်တည်တယ်လို့ပြောတာဟုတ်ပြီပြောပြောငါငါစိတ်ဝင်စားဘာလို့စိတ်ဝင်စားလဲဆိုတော့ရွေးကောက်ပွဲကငါတို့ကစတော့မယ်အုတ်ကြီးတွေဆိုငါတို့ရဲ့တောက်တိုင်တွေတောက်တိုင်တွေငါတို့အမောက်ကင်ခံမှာငါတို့ကစိုးရင်နေတယ်ဟုတ်ပါပြီအခုတော့ဒီဟိုပါပေါ့တောက်တိုင် တရားပေါ်တော့သွားရှာပြီးပေါ့နော်ဖြစ်စဉ်လေးကိုပြောပြမယ်ဆိုရင်အော်တိုဘာလကျွန်တော်တို့23ရက်နေ့နံနက်ပိုင်းတွင်တဲ့ကျွန်တော်တို့ဒီပလောမျိုးနယ်မှာရှိတဲ့ကျွန်တော်အမှတ်လေးရက်ွက်အမှတ်လေးရက်ွက်ရဲ့အုတ်ချုပ်ရေမှုစိုးဝင်နဲ့အဲကျွန်တော်တို့စက်ကမှစစ်သားတအူးကိုတဲ့အမိမသိကျွန်တော်တမားများကအမတ်ကကြောင်း အာမကရှစ်ကြောင်းအနည်းတွင်တဲ့ကျွန်တော်တိုက်ခိုက်ခဲ့ရနှစ်ဦးစလုံးတေဆုံးတယ်လို့သိရပါတယ်ဗျာဟုတ်ရဲ့ရမနက်ကမတူလဲရမနက်ကမတူလဲမနက်ကတော့ဆိုးတော့ပါတယ်ဘာလည်းမသိဘူးဩမနက်ကတရားခုတရားဟုတ်တယ်ဒါတော့တန်းဆိုးတန်းဆိုးမနက်ကတော့မသိဘူးအရှင်ဖမ်းမိတာအရှင်ဖမ်းမိတာမနက်ကအရှင်အခုဆိုးဝင်ကဆိုးဝင်ကတေးပြီဆိုးဝင်မဟုတ်ပါဘူးကွာမင်းကမင်းဥစ္စာမင်းအတင်းနမိတ်တွေရမင်းဆိုးဝင်ဆိုးဝင်ဟာဆိုးဝင်ကျွန်တော် စိုးဝင်းစိုးဝင်းတည်တာမဟုတ်တချုပ်ကြီးတည်တာငါလုံးထလိမ့်မယ်စိုးဝင်းစိုးဝင်းဝင်နဲ့ဝင်းနဲ့မှားပါတော့ဟုတ်ဟုတ်ဟုတ်တူတူပါပဲတူတူပါပဲအဲ့ဒါအဲ့ဒါဆိုရင်မင်းငါတို့ဒီကမိဒေါက်တိုင်တို့အပြောက်ကင်ခံရတော့မယ်ဒီပုံစံတိုင်းဆိုဟုတ်ကဲ့ခင်ဗျအဲ့မှာပေါ့အမီမတိတနက်တမားများကလာရောက်ပြစ်ခတ်တဲ့အတွက်ကြောင့်တဲ့နှစ်ဦးလုံးကျွန်တော်ပွင့်ချင်းပြီးတည်ဆုံးတယ်လို့သိရတယ်ဒါပေမဲ့အဲ့လိုတိုက်ခိုင်းမှုပြီးလို့ကျွန်တော်တို့မင်းနဲ့အနှဲငယ်အကြမှာတဲ့ကျွန်တော်တို့ဒီစကားမှစစ်သားတွေရောက်ရှိလာတယ်ပေါ့ဗျာရောက်ရှိလာပြီးတော့ဒီအုတ်ချုပ်ရေးမှုဒီစိုးဝင်းနဲ့ကျွန်တော်တို့ဒီစကားမှစစ်သား တယောက်ရဲ့ကျုံရုပ်လောင်းစကမှာဆိုစောက်ကန်းမှာမဟုတ်ဘူးလေစစ်ကောမရှိစစ်ကောမရှိမရှိနော်စစ်ကောမရှိကျုံတက်သားတူအလောင်းပေါ့ဒီအုတ်ကြီးလောင်းနေဒီစစ်သားအလောင်းကိုတဲ့ဒီရောက်ရှိလာတဲ့ဒီကျွန်တော်စကမှာစစ်သားတွေကတယ်ဆောင်သွားတယ်လို့သိရပါတယ်ဗျာနော်တို့ဒီနဲ့ကျွန်တော်ဒီပြစ်သက်ခံရတဲ့အာမကရှိကျောင်း အနည်းတစ်ဝိုက်မှာလဲကျွန်တော်ရဲ့ဒီစကမစစ်သားတွေအားတဲ့ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ပြောတိရအောင်မင်းချနာရလားမဟုတ်ပါဘူးတန်းငယ်လေးကနိုင်ငံရေးရပဲဖြည့်ရှင်းပါလို့ဩမင်းကတမျိုးကဒီကောင်ဒီကောင်တော့ခေါင်းပေါင်းနေနေကဘယ်ချညာချနေသွားပြီဟုတ်ကဲ့ပါပါဒီကောင်ဆိုဘယ်ုံချမှာမို့ညာပဲချမှာဒီကောင်ပြောလို့မရအောင်ရှေ့ချနေချမှာဒီကောင်ရှေ့ကိုချလို့မရဘူးခေါင်းပေါင်းရှေ့ချတယ်လို့ဟောရှိလို့လေသူကလည်းရှိပါလေဟောအေးဟောဆက်လိုက်ပြီးတော့ အဲ့လိုမျိုးကျွန်တော်တို့ဒီဟိုအခင်းပြတဲ့နေရာကိုဒီစားကမှကျွန်တော်စစ်သားရောက်လာတယ်ဟုတ်ပြီရောက်လာပြီးတော့ကျွန်တော်တို့ဒီနားမှာနေမြင်ရှင်းလင်းရေးဆိုပြီးတွေ့ရသူရှောက်ဖမ်းစစ်မှာပေါ့အဲ့လိုမျိုးတွေလုပ်နေပါတယ်တဲ့ထို့အပြင်နဲ့ဒီအော်တိုဘာလကျွန်တော်24ရက်နေ့နော်မွန်းလွဲကျွန်တော်3နာရီခွဲမိနစ်ခန့်တွင်တဲ့ကျွန်တော်တို့ရဲ့အကြမ်းဖက်စစ်တပ်ကနေပြီးတော့ဒီပလောမျိုးနေစစ်အကြမ်းဖက်စတန်ဒန်အခုစစ် sorry စတန်ဒန်ဘုရားအသာလေးပြောကြောင်မောင်းနေအကြမ်းဖက်စတန်ဒန်အဘမိုက်တယ်နော်ဘာဖြစ်ဖို့ပေါ့စတန်ဒန် သိဘူးလေဘာပြောအကြမ်းမတ်စတန်ဒတ်ဆိုငါကြောင်ကြောင်မားနဲ့ငါပြောမိတာဟုတ်ပါပြီကျွန်တော်တို့ရဲ့ဟိုစတန်ဒတ်စတန်ဒတ်စစ်တက်ကလည်းကျွန်တော်ပလောမျိုးနဲ့ကျွန်တော်သင်္ကန်းတော်ရွာကိုဝင်ရောက်စီးနေပြီဒီသင်္ကန်းတွေကဘာလဲလို့ဒီစတန်ဂါတော်တွေကိုပြတ်မအပ်လိမ့်ဘူးလားမင်းဒီမှာဘုန်းကြီးကျောင်းတွေကိုဘုံတွေကျဲတော့ပြည်သူတွေလှူတာတဲ့သင်္ကန်းတွေကအပုံလားအပုံလားအဲ့လိုပညာမတက်လို့ကတော့ကျွန်တော်တို့ပါတီတွေဝင်လို့မရဘူးငါငါပညာတက်အောင်ငါကြိုးစားမယ်ကွာငါတို့ကဒီ၄တောင် 哦，俺都看你肥了没？顶俺多肉啊！顶俺多肉啊！肉啊！顶俺多肉啊！哦，肉呢没？肉呢没？顶俺多肉。那你个天龙啊，你不跑一招呢嘛？顶俺你没去哩？公姐哩着，顶俺你啊，瑞生完了，顶俺多一路没皮完了。哦，俺皮。怎么又忘了谁了？忘了。忘忘。孤单的店。啊，那那边孤单的店里啊嘞。 ဒီပလောပလောမျိုးမှာเนาะပလောမျိုးဒီတင်ငန်းတော်ရွာကိုတဲ့ကျွန်တော်တို့စကားမှာစစ်သားတွေကဝင်ရောက်စီးနှင်းပြီးတော့ကျွန်တော်ဘာလုပ်နေလဲဆိုဒီနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေပါတယ်ခေါင်းတောင်မှုပုတ်စားမျိုးနေမှာဟုတ်ပါပြီခင်ဗျเนาะဟိုလက်ရှိပြောဘာလို့လဲငါလေးကြောင်ကြောင်မောင်လေးပြောလို့တော့ပြောင်းမှုတကယ်ဖုတ်စားနေရလားဟိုနေနေမီးရှို့ပါဆိုပြောင်းမှုပုတ်စားမလားနေနေမီးရှို့တယ်ဆိုတော့ပြောင်းမှုပုတ်စားဒီမှာကြည့်နိုင်ငံရေးကြီးကပြောပြမယ်ဆိုရင်ဩမင်းကဖျက်ရက်ထက်နေတော့တိတ်လို့မင်း ဲ့ဒီဒီရွာအဲ့ရွာတွေကိုဝင်ပြီးတော့ကျွန်တော်နေနေကိုမြေရှို့ဖျက်ဆီးနေတယ်ကျွန်တော်တို့ရဲ့စားကောင်းမှစစ်သားတွေကပြီးတော့အဲ့လိုပြီးတော့ဘာရှိလဲဆိုတာအဲ့ဒီယခုချိန်ထိပေါ့နော်အဲ့ဒီကျွန်တော်တို့ရဲ့ဒီစားကောင်းမှစစ်ကြောင်းကအဲ့ရွာတွေထဲမှာပဲရှိနေတယ်ဒီတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်နဲ့အိမ်လောက်ကျွန်တော်မီးလောင်ပြကြသွားတယ်ဘယ်အိမ်တွေကနေခိုးယူသွားလဲပစ္စည်းတွေခိုးယူရမယ်ရှေးခိုးယူမယ်ငွေတွေခိုးယူမယ်ဘယ်လောက်ခိုးယူသွားလဲဆိုတာကိုအခုချိန်ကြီးတော့ကျွန်တော်ကမသိရသေးဘူး ။ဘာကြောက်လဲဆိုတော့ကျွန်တော်တို့ရဲ့စကားမှာစစ်ကြောင်းကအဲ့ရွာထဲမှာပဲရှိပြီးစိတ်ကြိုက်ညှို့ရှို့နေပါလေခင်ဗျာ။အော်ဒီကောင်လေးပြောလိုက်ပါကွာခုဒီဥစ္စာတွေကတော့အတိုးမယူပါဘူးလို့ငါတို့ပြန်အပ်ပါ။ဟာမဟုတ်ဘူး။အချိုးတူပူပေါင်းမယ်။အချိုးတူပူပေါင်းမယ်။ဒီကောင်ဒီကောင်မှန်တယ်တော့ဒီကောင်တော်တော်လေးဝင်မယ်ဆိုတော့ဒီစကားဟာငါထိုးထနေမယ်ကွာ။ဟုတ်ကဲ့ပါ။ဟာတော်တော်လေးဝင်နေလူရပါလေအခုအချိုးတူပူပေါင်းနေကြတာ။ထိုးတယ်ကြီးမယ်လေ။အဲအဲ့ထဲမှာတော့တကယ်နောက်တက်လာမယ်ငါတို့ရဲ့တန်းခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကတိထိုးထနေမယ်။ထိုးထနေမယ်နော်။ယူထနေပြော။ယူထနေပြော။ဒီကကြတော့တန်းငယ်လေးတင်ပြချင်တာဟုတ်ကဲ့ ဟိုပေါ့အတန်းငယ်လေးတို့ရဲ့ပါတီကိုပေါ့နော်ဒါမင်းပါတီကပါချပါတီလားဟိုမြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုတဲ့အာဆီယံပြက်ပြက်သားသားညင်းပယ် ပြည်ရင်းပြည်ပရက်ဘတ်အဖွဲ308ခုကတောင်းဆိုတယ်ဒါတော့ဒီလိုပါပဲနိုင်ငံရေးမှာအပြိုင်ဆိုင်ဖြစ်လာတဲ့ခါကျတော့ဒီလိုရေးကောက်ပွဲကျင်းပမယ့်ခါကျရင်တစ်ဖက်ကလည်းတည်ရမှာအပြိုင်ဆိုင်ရှိမှဖြစ်မှာလေဒီကြားထဲကပဲကျွန်တော်တို့ကဘလို့အောင်ပွဲတွေဆင်အောင်ဘလို့လုပ်ရမလဲဆိုတော့ဒီပါတီဝင်စည်းရုံးနိုင်တယ်မတူမင်းမချာတယောက်ပြောနေလို့လမ်းချင်ဒီလိုဒီလိုလေးပါတယ်တက်တက်ခံရမှာဟုတ်ကဲ့ဟာတက်တက်ခါပေါ့စစ်စစ်ခံဟောတွတ်တွတ်တွတ်လုပ်ပါနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဟိုပေါ့နော်တက်ချုပ်ကြီးပေါ့ဟိုဒါဘဘကြီးကနေပြီးတော့တိုင်းမှုများပါဝင်တဲ့ တယ်မင်းဘာမှမဆိုလို့ရင်လားလေဟုတ်တာဟိုရင်တော့တက်ချုပ်ကြီးကပြောတာလေတက်ချုပ်ကြီးလိုပဲအကျန်းဖက်လို့လူများတွေတုံးတာဒါကနိုင်ငံရေးကြီးကအမုန်းစကားမကောင်းလေအဲ့တော့တက်ချုပ်ကြီးပေါ့နော် တိုင်းမှုများပါဝင်စေရာရှိ30နီးပါးကိုယာရုနဲ့နေရာအပြောင်းလဲများပြုတ်လို့မယ်တဲ့အဲ့ဒီထဲမှာအဘပါတယ်နော်အဘကဘာငါဖျက်ရိုက်လိုက်ပဲငါဘယ်တော့မှမပါဘူးငါမပါဘူးအဘကိုလွတ်တော့တယ်ထားမှာမဟုတ်ဘူးစေရုံးမှာထားမှာအဘကိုတန်ရှင်းရေးတဲ့တန်ရှင်းရေးရကောင်းတယ်နော်ရတန်ရှင်းတော့မမင်းငါခေါင်းဆောင်တော့ရောက်မယ်ဟာငါထိုးထွက်လိုက်မယ်ငါထိုးထွက်လိုက်မယ်ဟုတ်လေအခုတန်းငယ်လေးပြောတာကဒီတိုင်းမှုတွေကိုတိုင်းမှုတွေကိုနေရာပြောင်းနေတာနေရာပြောင်းနေတာကျွန်တော်တို့ကျန်းကိုင်းနဲ့ဖွံ့ဖြိုးရေးပါတီဘက်ကိုပြောင်းနေတာအဲ့ဒါအဘအဘတိုင်းမှုတော့မဟုတ်ဘူးလေကွာအဘဆိုင်ထဲမှာမူတာဆိုင်ထဲမှာမူတာငါအပြေထွက်လို့မရဘူးကွာမင်း ရိုင်းနေလို့ငါအဲ့လိုမျိုးဟာခင်ဗျာဆိုင်မင်းခင်ဗျာမထိုးတလိတော့မယ်အမှန်တော့ဗောဗဘာကြီးစစ်တပ်နဲ့တဲ့ကျွန်တော်တို့ကြမ်းခိုင်ပါတီကိုထိမ့်ချုပ်ထားပြီးစစ်တပ်မှာဆေးရရှိများကိုလည်းယာရုတာဝန်များမှာအနာပေးကကြမ်းခိုင်ဖွံ့ဖြိုးရေးပါတီတို့ဆေလွတ်ပြီးအမှန်ကဲဒီမှာတော့ကြမ်းဖို့ပေါ့နော်ခေါ်ရတာဒါပေမဲ့အဲ့လိုတုံးညာကိုကြမ်းခိုင်နဲ့ဖွံ့ဖြိုးရေးပါပြီးခိုင်ဖြိုးပြီးခိုင်ဖြိုးအဲအဲ့မှာပြီးခိုင်ဖြိုးလို့တုံးထားတဲ့စားဟိုဒီမှာပြီးထိုင်ခိုးလို့ပြောထားတယ်အဲ့လိုပြီးထိုင်ခိုးအဲ့လိုတုံးလို့မရဘူးအဲ့လိုတုံးလို့မရဘူးနော်ဗာနော်ပြီးခိုင်ဖြိုးလို့တုံးလို့မရဘူးဆိုမင်းပဲပြောနေတာ လွတ်တော်ကိုယ်စားလှယ်လောင်းရဖြစ်ရွေးကောက်ပွဲဝင်ခိုင်းထားကြောင်းနဲ့တက်ကိုင်းင်းနဲ့ဖွံ့ဖြိုးရေးပါတီတရင်ရင်းမြင့်ထံမှာသိရှိရပါတယ်နော်ပါနော်အဲ့တော့အခုကဘာဖြစ်နေလဲဆိုတာပါရဲ့ဒီတရင်ရကြည့်ချင်းအဖြစ်ဒီတက်ကိုင်းင်းနဲ့ဖွံ့ဖြိုးရေးပါတီတပါတီလုံးပေါ့လာဝင်ရောက်ရွေးခံမဲ့အကုန်လုံးကိုယ်စားလှယ်တွေကတက်ချုပ်ကြီးရှိရလူတွေပဲအကုန်ဖြစ်နေရတော့ဩအဲ့တော့မင်းကပြောတော့တက်ချုပ်ကြီးနဲ့ပြောင်းထိန်ထိန်ထိန်အဲ့လိုမျိုးဖြစ်အောင်လို့ငကိုတွေကဖန်နေတာအဲ့ဒါဆိုဒီတက်ကိုင်းင်းနဲ့ဖွံ့ဖြိုးရေးပါတီဆိုတဲ့ဟာကိုခေါင်းစဉ်မတက်နေတော့လေ ဘလို့တက်မှာလဲစစ်တပ်ပါတီလို့ရေးလိုက်ဒါဘောစစ်တပ်ပါတီခြားပါတီဟေးစစ်တပ်ပါတီခြားပါဟာဘာမင်းညာဝါးပြီလို့လကားတော့ဒါဗတားကလေးရလဲလေအခုတန့်ရင်ဖွံ့ဖြိုးရေးပါတီစိတ်ကုန်ဝင်သားအောင်အဘဘေးနာမှာနေရတာကိုချိန်နေတာဒါဘောကွာတလုံးစားမှုသူကျေးဇူးတွေပြရမှာပေါ့အဘသွားရင်သွားမယ်အဘလာရင်လာမယ်အဘသေရင်လာလိုက်မသိဘူးဒါဘောဒါတကားတော့တရားမျှတာဟာအခုလေးကွာငါထိုးလိုက်အဘမရှိတော့ဘယ်မှာကျွန်တော်ဥဆောင်အောင်မယ်လေဘာတိုင်းလူလေးလူမျိုးတို့ဒါကိုပြောတာ ဒါကြတော့ပြောထားလိုက်တော့အေးပြော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 ဒီကတားငယ်လေးမဟုတ်တာမွေးငါစီရင်လေးမွေးငါစီဟုတ်ပြီဟုတ်ပြီဟုတ်ပြီအဖစီရင်လေးပေါ့တေးသေးလေးတေးသေးလေးတင်ပြနေချစီရင်လေးနော်အာကျွန်တော်24ရက်10လ2025မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအသေးများမယ်ပါနော်အဲ့ဒါသတင်းအမင်းပြောတာဟုတ်တယ်ကျွန်တော်ဒီ drone တွေအလုံး20လောက်ချရပါပဲဟုတ်ကဲ့ရောက်နေရလောက်ရှိမယ်ဟုတ်တယ်ဒီနေ့ကဘာဖြစ်လဲဆိုတော့တနင်္လာရီတိုင်းပူလောမြို့နယ်မှာတော့နှစ်ဦးသေပါတ ောက်နော်အဒါတော့စင်းရင်းရတဲ့စင်းရင်းရနှစ်ဦးပဲတေးပါလေလက်ရှိတော့လက်ရှိချိန်ဒီကျွန်တော်ရရှိလာတဲ့စင်းရင်းလေးပေါ့ဗျာအဲ့ဒါလေးတော့ကျွန်တော်ဒီဟာတော့ဒီနေ့မှတော့ကျွန်တော်တို့ကပါမနေ့မနေ့ရလားဟာ24ရက်24ရက်ဆယ်လ2025မှာတနင်္လာရီတည်းပူလောမြို့နယ်မှာတော့တော့အသေးများတဲ့ဟိုမန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအသေးများတဲ့တနင်္လာရီတိုင်းပူလောမြို့နယ်မှာတော့ နှစ်ဦးနှစ်ဦးပဲရှိတယ်အဲ့တော့အဘောက်ကျွန်တော်ဒီနေ့ဟိုပေါ့အသေးစင်းလေးပြောတဲ့နေရာမှာတော့ကျွန်တော်ဒီဟို24ရက်နေ့ကျတေးတာတော့ကျွန်တော်နှစ်ဦးလိုပဲပြောရတော့မှာပေါ့ဗျာဟုတ်လောလောဆယ်တော့တီးကြစင်းမထွက်သေးတဲ့ဗျာဟိုဘက်ကကျွန်တော်မြင်းကျမှာတေးတဲ့စင်းကိုတိရရင်ကျွန်တော်အဘောက်ကိုထပ်ပြောပြောပြောပေးမယ်ပြော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 ဒီကဘာကြီး နော်ဟိုသာတခိုးကလူပြန်ဟစ်တဲ့သတင်းကြံသေးတယ်တခိုးကလူပြန်ဟစ်တဲ့သတင်းကိုတားငယ်လေးနောက်ဆုံးအနေနဲ့တင်ပြမယ်ဟုတ်ပါဘာလို့တခိုးကလူပြန်ဟစ်တာလဲဟာဖတ်ပြမယ်သတင်းကအခုမှတက်လာနော်အခုမှတက်လာတခိုးကလူပြန်တခိုးဆိုတော့ဖမ်းရမယ်နော်ဖမ်းရမယ်နော်ဘူးကတခိုးလဲဆိုတာသိရတော့မလားဟုတ်ပြီ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  NLD အစိုးရလောက်ဝကဥပဒေအစင်းဥပဒေနဲ့နောက်ရောက်ခံဥပဒေကိုဖျက်သိမ်းလိုက်ခြင်းဖြစ်တဲ့နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးပေါက်ခဲ့ဦး ကြံဖို့ဥက္ကရာကြီးကမှတ်ချက်ပြုဒေါသတကြီးပြောဆိုလိုက်တယ်တဲ့ဟာအဲ့တော့တခိုးကလူပြန်ဟင်းနေတာပေါ့ဒေါသတကြီးနဲ့ဥက္ကရာကြီးမောဟမကြီးပါနဲ့